ဘန်ပုံကနေပြီးတော့မှတခြားတော့ဘန်အမျိုးအစားမတူတဲ့ဘန်ကိုဘယ်လိုလွှဲမလဲဆိုတော့အတူတူကြည့်ကြရအောင်ခင်ဗျာ။ဦးဆုံးကျွန်တော်ဘန်ရောက်လို့ရှိရင်ဒီလိုမျိုးပတ်စံလွှဲတဲ့ဘန်ပုံကိုရွေးချယ်ဖို့လိုပါတယ်။ပထမဦးဆုံးအနေနဲ့ဘန်ကတ်ကျွန်တော်ဘန်ပုံတွေကိုထည့်မှဖြစ်ပါတယ်ခင်ဗျာနော်။ကျွန်တော်ဒီလိုထည့်ပြီးတာနဲ့ခဏလေးစောင့်ရမှာဖြစ်ပါတယ်။ပြီးလို့ရှိအောက်ဆုံးရဲ့ finance ကိုကျွန်တော်နှိပ်ပေးပါခင်ဗျာ။ပြီးလို့ရှိတော့ကျွန်တော်ပုံမှန်အတိုင်းပါပဲလိုအပ်နံပါတ်ကိုရဲ့ဒီဘန်ရဲ့လိုအပ်နံပါတ်6လုံးကိုရိုက်ထည့်ပေးဖို့အတွက်လိုပါတယ်ခင်ဗျာ။ ီးကြီးတာကကိုယ့်ရဲ့လှုပ်ဝက်နံပါတ်ကို3ချိန်ထက်ကျွန်တော်တို့မမှားစီနဲ့เนาะ3ချိန်ထက်မှားလို့ရှိရင်တော့ဘဏ်မြူသွားတတ်တယ်တို့မဟုတ်ကြောင့်ဘဏ်ကပ်ပြတ်တတ်ပါတယ်เนาะသူတတိပြူရမယ်အချက်ဖြစ်ပါတယ်ခင်ဗျာเนาะ password နံပါတ်6လုံးနှိပ်ပြီးလို့ရှိရင်တော့ပုံမှန်သူပြတဲ့အတိုင်းပဲကျွန်တော်အင်္ဂလိပ်စာကိုယူလိုက်ပါမယ် SCB ဘဏ်ကိုလွှဲမှာဖြစ်တဲ့အတွက်ကြောင့်အောက်ဆုံးခလုတ်နှိပ်ပါမယ်ခင်ဗျာဒီမှာကျွန်တော်တို့ဘဏ်အမျိုးအစားတွေကြိုက်တာကိုရွေးလို့ရတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီမှာ SCB ကျွန်တော်ခရမ်းရောင်ဘဏ်ကို ရွေးပြီးတော့မှလွှဲမှာဖြစ်ပါတယ်เนาะကျွန်တော်တခြားတော့ဘန်လေးလည်းရှိပါတယ်ခင်ဗျာโอเคဒီမှာဆိုကျွန်တော်လွှဲမဲ့ဘန်နံပါတ်ကိုရိုက်ထည့်ဖို့အတွက်လိုပါတယ်ခင်ဗျာเนาะကျွန်တော်ကဒီနေရာမှာခဏလေး AA CC လေးဘန်နံပါတ်ပြန်ရှာနေတာဖြစ်ပါတယ်ခင်ဗျာเนาะလွှဲမဲ့ဘန်ကိုပြန်ကြည့်နေတာဖြစ်ပါတယ်ဒီဗီဒီယိုလေးမှာကျွန်တော်ကြည့်ရှုတဲ့အခါမှာစိတ် AA လေးထားပြီးတော့ကြည့်မယ်ဆိုရင်တော့အားလုံးလိုက်လို့ရတာလွယ်ကူပါတယ်ခင်ဗျာเนาะ ကျွန်တော်တို့ဒီနေရာမှာတော့ SCB ဘဏ်ကျွန်တော်ဘဏ်နံပါတ်10လုံးကိုရိုက်ထည့်มาဖြစ်ပါတယ်ခင်ဗျာเนาะကျွန်တော်အခုဒီလွှဲမဲ့ဘဏ်နံပါတ်ကိုစပြီးတော့ရိုက်ထည့်ပါတော့မယ်ခင်ဗျာเนาะဒီနေရာမှာလည်းကျွန်တော်ဘဏ်နံပါတ်ကိုတည်တည်ချာချာကလေးဂယူးဆိုင်ပြီးတော့มาထည့်ပေးဖို့အတွက်လိုတာဖြစ်ပါတယ်ခင်ဗျာဘဏ်ဘုံမှာကျွန်တော်နှိပ်တဲ့ခါမှာဆိုရင်တော့အထူးတတိပြုပွားအမှားနဲ့กินဖို့ပဲဖြစ်ပါတယ်ခဏခဏမှားလို့ရှိရင်တော့ဘဏ်ကတ်တွေမြူတာမျိုးတွေဘဏ်ကတ်ကျွန်တော်ပြတ်သွားတာမျိုးတွေဖြစ်တတ်ပါတယ်ပြီးလို့ရှိရင်တော့ကျွန်တော်ဒီမှာအပေါ်ဆုံးအပေါ်ဆုံးပေါ့ဗောနော်မှန်ချက်အမှန်ချက်လေးကိုကျွန်တော်နှိပ်ပါမယ်เนาะကျွန်တော်တို့ ဟုတ်ကဲ့ပါဒုတိယမြောက်ခလုတ်ဖြစ်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာသူကတရာတန်း900တန်း1000တန်းထည့်လို့ရအောင်ပြထားပေးတယ် okay ဘယ်ပုံမှန်အတိုင်းနှိပ်ပါမယ်ခင်ဗျာနော်ပြီးတော့ဒီမှာကျွန်တော်ထည့်မဲ့သူ့ရဲ့အကောင့်နံပါတ်ပေါ့နော်နံပါတ်ကျွန်တော်တို့အကောင့်ပိုင်ရှင်နံပါတ်ပြီးလို့ရှိဘဏ္ဍာဘတ်မှန်မှန်မှန်စစ်မယ်နော်ဒါကျွန်တော်တို့ရိုက်ထည့်လိုက်တဲ့ဟာမှန်ပြီဆိုရင်တော့ကျွန်တော်တို့ဒါပတ်စံဘဏ်ပုံးလေးကိုထည့်ပါမယ်ခင်ဗျာကျွန်တော်တို့ဒီလိုမျိုးထည့်ပြီးဆိုတာနဲ့ဒီမှာပတ်စံသူစစ်စီနေပါပြီခင်ဗျာနော်ဘဏ်ပုံးပြန်ပိတ်သွားပြီဆိုတာနဲ့ကျွန်တော်အထဲမှာ ပတ်စံဘယ်နဲ့ရွက်ထည့်လိုက်တာလဲဘလောက်တန်လေးပါလဲဆိုတော့သူစစ်ဆေးနေပါပြီခင်ဗျအခုဆိုကျွန်တော်ထည့်လိုက်တာကဒါဆိုတော့တရာတန်းနှစ်ရွက်ဖြစ်ပါလဲပြီးလို့ရှိရင်တထောင်တန်းတရွက်ဆိုစုစုပေါင်း1200ဘတ်ဖြစ်ပါတယ်เนาะဒီမှာကျွန်တော်တို့အမှန်ချက်လေးဝယ်နှိပ်ပါမယ်เนาะဆက်ပြီးတော့တေးကြပြီဆိုရင်ကျွန်တော်ခလုံးနှိပ်ပြီဆိုတာ ਨੇ ဒီမှာသူကကျွန်တော်ရဲ့ဘန်ကရိုးရိုးဘန်ဖြစ်တဲ့အတွက်ကြောင့်သူ90ဖြစ်ပါတယ်ပြီးတော့ဘန်အမျိုးအစားမတူတာဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ကျွန်တော်တေးချပြီဆိုတော့ဒီမှာမှန်ချက်ကလေးဝယ်ကျွန်တော်နှိပ်ပေးပါခင်ဗျာဒါဆိုတော့ကျွန်တော်တို့အဆင်ပြေပါပြီဒီမှာသူကျွန်တော်တို့ တဖက်လူရဲ့ဘန်ကတ်ထဲကိုပတ်ဆံသူလွှဲပေးနေပြီဖြစ်ပါတယ်ခင်ဗျာနော်လိုက်လို့ကြည့်လို့ရပါတယ်ခင်ဗျာရိုးရှင်းပါတယ်လွယ်ကူပါတယ်ကျွန်တော်အားလုံးပြီးတာနဲ့သူကဒီမှာဘန်ကတ်လေးပြန်ထွက်လာပါတယ်ပြီးလို့ရှိရင်တော့ကျွန်တော်စလစ်စာရွက်လေးထွက်လာပါတယ်နော်ရဲ့ဘန်ကရိုးရိုးဘန်ကတ်ပဲဆိုတော့သူကတော့ပတ်ဆံ90ဖြစ်ပါတယ်နော်1200ထည့်တဲ့အခါမှာတဖက်မှာ1150ပဲရောက်တာဖြစ်ပါတယ်ဘန်နဲ့ပတ်သက်ပြီးတော့မှတခြားတော့အကြောင်းအရာတွေလည်းကျွန်တော်ကိုအသေးစိတ်မေးမြန်းသွားနိုင်ပါတယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ